ခုရောက်ရှိနေတာကတော့ကျွန်တော်တို့မန္တလေးမြို့48လမ်း118လမ်းတောင်ဟိုရောက်ရှိနေတာပဲဖြစ်ပါတယ်မန္တလေးမြို့ကအများကြီးနန္ဒာအင်ယာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာညတော်အဖြစ်က၄ထက်၅ထက်၆ထက်တိုက်ခန်းအဆောင်အုံတွေဖြစ်တယ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဖျားပင်းငလင်ကြောင်ပေါ့လေကျွန်တော်တို့မန္တလေးမြို့မှာကွန်ဒိုတွေ၃ထက်တိုက်၄ထက်တိုက်တွေပျောကြပစ္စည်းမှုတွေများခဲ့တယ်ပေါ့လေလူသေဆုံးမှုတွေလည်းများခဲ့တယ်အထက်တန်ရာရမှုတွေလည်းအများများခဲ့တယ်ပေါ့လေ အခုဒီပြင်ကျွန်တော်တို့ဒီအထက်မြင့်အဆောက်အုံကွန်ဒိုတွေရဲ့ဥပမာတွေဆိုရင်ကျွန်တော် Sky Villa လို့ဒီ Glendale ခံပါတယ်ဆိုပြီးတော့အမခံနဲ့ဒီပြောက်ထားပြီးတော့ရောင်းချခဲ့တဲ့ကွန်ဒိုတိုက်ခန်းကြီးစီမမပြိုလဲပျက်စီးပြီးတော့လူများစွာတည်ကြည်ပျက်စီးခဲ့ရတယ်။နောက်ကျွန်တော်တို့မစိုးရင်တိုက်တက်လို့စအောင်အမြင့်တွေလေးထက်တင်ငါးထက်တင်ဖြိုချရတယ်။ပြီးတော့မြို့ထဲမှာဆိုရင်ကျွန်တော်လူတွေတိုက်တာတွေဖြိုချပျက်စီးမှုတွေပြီးရင် hotel တွေ မန္တလေးရဲ့အထင်ကြီး Great Wall Hotel ကြီးဆိုရင်ကျွန်တော်တို့အလုံးစုံတို့ကြခဲ့ပြီးတော့ဒီဒဏ်ရာတူတွေလည်းများစွာရှိရပေါ့တည်ဆုံးသူတွေလည်းများစွာရှိရပေါ့ဆိုတော့ဒီလိုငလင်ကပ်ဘေးကြီးကြီးကြီးမားမားဖြစ်တဲ့အခြေအနေမှာဒီအများကြီးနာလာတိုက်ခန်းနေရဆိုရင်တို့ကြပြက်စီမှုလုံးဝမရှိဘူးဒီတိုက်ခန်းနေမှာတော့ဒီအကွဲเจ้าနေပါရတော့အထက်မှာချီကောင်းရှိနိုင်မှာပေါ့လေဒါပေမဲ့ဒီချာစစ်စစ်ကျင်းတော့ဒီနေ့တကြပြနိုင်ပြီမဲ့ တော့အပြင်ဘက်အမြင်ပန်းအားဖြင့်မှာတော့ဒုတိယပြည်စီမှုလုံးဝမရှိဘူးဒီလူနေထိုင်ဖို့အတွက်အနေရှိလောက်တဲ့အကွဲမှုတွေရွေးဆောင်မှုတွေအဆောက်အဦရွေးဆောင်မှုတွေဒီတိမ်းဆောင်မှုတွေဒီနေရန်ပြုတ်ပြိုချမှုတွေနေရန်ကွာချမှုတွေလည်းအပြင်ပန်းအားဖြင့်လုံးဝမတွေ့ရဘူးခင်ဗျာဆိုတော့ကျွန်တော်တို့ဒီထားပြင်းကုန်ဒရမခွန်အဆင့်ရှိတဲ့ငလင်ကြီးရဲ့ဂျန်ကိုကျွန်တော်တို့ဒီစဉ်စဉ်ခံပြီးတော့ အစာအုပ်ကြန့်ခိုင်မှုမှာဆောင်မွေးအောင်လေတိုက်ခန်းအိမ်ရလေလို့သတ်မှတ်လို့ရတဲ့အခြေအနေပဲဖြစ်ပါတယ်တိုက်ခန်းအိမ်ရကိုကျွန်တော်တို့တစ်ချက်လောက်လက်ပတ်ကြည့်ရှုရအောင်ခင်ဗျာ56လမ်းထဲမှာပါကျွန်တော်တို့ညိုင်းနဂါအိမ်ရဒီကတော့မြင်ရတဲ့အတိုင်းပဲအကုန်လုံးအကောင်းပဂတိအတိုင်းပဲဗျ။เนาะကြီးမားရဲ့ပျက်စီးဆုံးခြင်းမရှိဘူး၊ရိုင်းနဲ့သွားတာမရှိဘူး။နေရန်နေကြွေကြပြိုလဲထားတာမျိုးတွေမရှိဘူးခင်ဗျ။အားလုံးလူတွေနေနေသေးဖြစ်တယ်။အနေကင်းတဲ့အနေထားကိုတွေ့ရတယ်ဗျ။ မှာဆိုရင်ကျွန်တော်တို့သွားလာနေကြတယ်ပုံမှန်တိုင်းလေပတ်နေကြတယ်ကျွန်တော်တို့ဈေးကန်းနေဈေးဆိုင်နေကျွန်တော်အကုန်လုံးဖွင့်နေဆိုရင်ဈေးဆိုင်လေးဖွင့်ထားတယ်မီနီချက်တွေပါပေါ့ဟုတ်ကဲ့ကျွန်တော်တို့138လမ်းပေါ်မှာပါဒီမှာနေရာတိုင်းတိုက်ခိုင်းနေကြီးကြီးမားပျက်စီးမှုမရှိဘူးမီနီချက်မှာဆိုရင်ဈေးဆိုင်နေပုံမှန်တိုင်းဖွင့်နေကျွန်တော်တို့အပြစ်မှာထွက်အေးရတဲ့လူတွေမရှိဘူးခင်ဗျအကုန်လုံးအန်ရကင်းကင်းနေပဲလို့ကျွန်တော်တို့အပေါ်ပေါ့အပေါ်ရံပေါ့ အမြင်အပြင်ပန်းအပြင်တော့အကုန်လုံးအနေအကင်းနဲ့ကြီးမားတဲ့ပျက်စီးမှုတွေမတွေ့ရဘူးအလုံးအေးဆေးဆေးပဲနေထိုင်နေကြတယ်ဟုတ်ကဲ့မန္တလေးမြို့ကအများကြီးနန္ဒာတိုက်ခန်းအင်အားတွေရဲ့အခြေအနေပဲဖြစ်တယ်ခင်ဗျာ